မိပညာအသစ်တွေနဲ့အဆက်မပြတ်တိုးတက်နေတဲ့ကမ္ဘာကြီးမှာသတင်းအချက်အလက်တွေကိုမှန်မှန်ကန်ကန်နဲ့အမြန်ဆုံးရဖို့လိုအပ်ပါတယ်။11 Media Group ရဲ့အပတ်စဉ်ထုတ်ကြာနေများနေ့စဉ်ထုတ်သတင်းစာနဲ့နောက်ဆုံးရရုပ်သံသတင်းတွေကိုတနေရာထဲမှာအကုန်ကြည့်နိုင်တဲ့11 News Mobile Application ကိုစတင်ဖြန့်ချိလိုက်ပါဒီမီဒီယာကွာကြီးမှာဒီရင်းပြပကနောက်ဆုံးရသတင်းတွေကိုအချိန်နဲ့တပြေးညီသိနိုင်လို့11 News Mobile Application ကို Google Play Store ကနေဒီနေ့ပဲ download ရယူလိုက်ပါ Facebook တန်ရဲ့အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ပတ်စင်တင်ဆက်ပေးနေကြဖြစ်တဲ့ Facebook တန်ရဲ့အစီအစဉ်ကိုတင်ဆက်ပေးဖို့အချိန်ကျလာပြီဖြစ်ပါရခင်ဗျာ။ဟုတ်ကဲ့ပါ Facebook တန်ရဲ့အစီအစဉ်အားဆိုတော့ Facebook ဆာမင်နာပေါ်မှာဒီသူတွေစိတ်ဝင်စားနေကြတဲ့အကြောင်းအရာတွေကိုပြောပြပေးနေရပဲဖြစ်ပါတယ်။ဟုတ်ပါရခင်ဗျာ။ဒီတစ်ပတ်မှာဆိုလို့ရှိရင်ဒါပထမဆုံးအကြောင်းအရာအနေနဲ့ဆိုလို့ရှိရင်တော့တကယ်ကိုဂုဏ်ယူစရာကောင်းတဲ့အကြောင်းအရာလေးတစ်ခုနဲ့ဒါစတင်ပြီးတော့တင်ဆက်ပေးခြင်းပါတယ်။ဟုတ်ကဲ့ပါ။အဲ့ဒါကဆိုရင်တော့ဒါပကြီကားတစ်ချက် လို့ထင်ရတဲ့ဘဘူးရုပ်တစ်ခုအကြောင်းကိုတင်ဆက်ပေးကြပါမယ်။သူကတော့တိုင်မိုးဝင်ထားပါဘောနော်။ဒါလှဲကူးမျိုးမှာရှိတဲ့တတယောက်ကနေပြီးတော့ဒါဝင်ရောက်ရှင်ပြိုင်ထားရပဲဖြစ်ပါတယ်။ဘဘူးကဆိုလို့ရှိရင်တော့တကယ်ကိုလက်ရသေးတတ်တယ်။ဒါပကြီကားတစ်ချက်လို့တော့ဒါထင်ရတယ်ဆိုပြီးတော့အောက်က comment တွေလည်းအများကြီးတုံ့ပြန်ထားတယ်တွေ့ရပါပြီ။ဟုတ်ကဲ့ပါ။ comment တွေကိုလည်းပြောပြပေးခြင်းပါတယ်။ comment တွေမှာရေးထားတာဆိုရင်တော့ တကယ်ဟိုထူးချွန်နဲ့ဆိုတာကိုဒီပုံလေးကြည့်လိုက်တာနဲ့သိထားရပေါ့နော်စိတ်ခံစားမှုတစ်ခုကိုကြောက်ကြောက်ရော်လုံးပြီးပြင်ခံရတဲ့ပေါ်ကျမှုဆိုတော့အကြည့်ဘခုပညာရှင်ရဲ့ဆွမ်းအားပါတဲ့အဓိပညာရှင်ဆစ်စစ်တွေပါဟုတ်ပါတယ်ဆိုပြီးတော့ရေးသားထားလို့လည်းတွေ့ရပါတယ်ဟုတ်ပါတယ်ဒါပေမဲ့ဒီဆရာဝန် engineer တွေမှမဟုတ်ဘူးဒီလိုမျိုးတော်တဲ့နေရာမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ဒါဝါသနာကိုထူးချွန်အောင်လုပ်နိုင်တယ်ဆိုလို့ရှိရင်လည်းဒါတကယ်ဟိုပညာရှင်တစ်ပါးပါပဲဆိုပြီးတော့လည်းအောက်မှာ comment တွေကလည်းရေးထားရတွေ့ရပါတယ်နောက်တစ်ခုကဆိုလို့ရှိရင်တော့ဒီ အကောင့်ပိုင်ရှင်ပါเนาะပြေဆောင်အောင်သူကနေပြီးတော့ဝင်ပြိုင်ထားတာပါเนาะတစ်သားပပုပြိုင်ပွဲပါเนาะသူ့ရဲ့လက်ရာလေးကိုတော့ခံစားကြည့်ပါဆိုပြီးတော့ဒါပြိတ္တတွေကိုဒါတင်ပြထားဖြစ်ပါတယ်ဟော comment တွေမှာဆိုလို့ရှိရင်သူ့ရဲ့အမျိုးတော်ဆက်သူတွေကဒါသူဝင်ပြိုင်ထားတယ်သူ့ရဲ့လက်ရာဖြစ်ကြောင်းကိုလည်းအောက်က comment တွေမှာလည်းတက်တည်ပြထားပါတယ်အဲ့တော့ဒီ Facebook တန်ကြပရိသတ်ကြီးကလည်းဒီအကိုရဲ့လက်ရာကဘယ်လောက်ကောင်းလဲမကောင်းလဲဆိုတော့ကို Facebook တန်ကြအစီအစဉ်ကနေပြီးတော့တရှိပေးကြပါဦးလားခင်ဗျာ ါဆက်လက်ပြီးတော့ပြောပြပေးချင်တာကတော့တို့တော့တွားထူခဲ့အလူလေးကြောင့်တင်ထားတဲ့ post ပေါ့နော်။ဒီအမကသူများနဲ့ပြူပဲနဲ့ဘာထူးကြရလဲဆိုတော့အကုန်လုံးကတော့ဒီလမ်းမှာတွေ့ရင်ကြုံလို့ပဲဖြစ်ဖြစ်လှူလိုက်တာရှိတယ်။ဟုတ်တယ်။အာအမျိုးမျိုးပေါ့နော်ပတ်စံဆိုလည်းပတ်စံမဟုတ်ဆိုလည်းမဟုတ်ဒီလူကတော့ဘာလဲဆိုတော့သူကတက်တက်ကြီးကိုသွားပြီးတော့တို့တွေတွားရင်လည်းလျှောက်မှာလှူနိုင်ဖို့အတွက်ကိုပတ်စံကောမဟုတ်ဒီအကုန်လုံးပြင်ဆင်သွားတာ။ပြီးတော့လမ်းမှာဆိုလည်းတို့ပေးခဲ့တာကြီးကတကယ်ကိုရလိုက်တဲ့လူတွေလည်းအများကြီးဝမ်းသာသွားတယ်တွေ့ရတယ်။ပြီးတဲ့ခါကျတော့ သူတို့ကသူတို့လူတွေထဲမှာလည်းအကုန်လုံးအဆုံးပါတယ်ဒီဥလေးတွေရောပလတ်စတစ်ောက်တဲ့ဥလေးတွေရောပေါ့နော်အစီပင်လန်းလုပ်သားတွေရောအကုန်လုံးအဆုံးပဲဟုတ်တယ်ဒါလူရန်သားမရှိလမ်းမှာတွေ့ရတူမှန်တယ်များအကုန်လုံးလှုပ်သွားတယ်ပြီးတော့ comment မှာဆိုလို့ရှိရင်လည်းဒီလိုမျိုးလှုပ်ခြင်းနဲ့ပေါ့နော်တကယ်တငယ်ချင်းအချင်းချင်းဒါဟိုမန်ရှင်တွေခေါ်ပြဒီလိုမျိုးလှုပ်အောင်လည်းဒါပြောထားရရှိတယ်ပြီးတော့ဒါအမျိုးတွေဒါဟိုဆွေမျိုးတွေဆိုလို့ရှိရင်လည်းဒီလိုမျိုးမွေးနေမှာသွားလှုပ်မယ်ပေါ့နော်ဒီလိုမျိုးလေးဒါအသက်ကြီးတဲ့ဒါညီကိုမောင်နှမရေဆိုလို့ရှိရင်လည်းဒါ ဘယ်လိုပြောလဲဒါတို့ကိုခေါ်ထားတဲ့တွေလည်းအများကြီးတွေ့ရပါတယ်တကယ်ကိုမမြတ်တဲ့အလူဆိုပြီးတော့လဲကွန်မန့်တွေအများကြီးကိုလည်းတွေ့ရပါတယ်ခင်ဗျဟုတ်ပါတယ်ဒီအလူကဘာအဓိကဘာလဲဆိုတော့အကုန်ကမထင်မှတ်ဖဲနဲ့ အဲအလူကိုလက်ခံလိုက်ရတဲ့အချိန်မှာဝမ်းတာသွားတယ်ပေါ့နော်။ဘောကဒီလမ်းမှာဆိုရင်လည်းဒီနေမှုကျဲထဲမှာအလုပ်လုပ်နေရတယ်လက်လုပ်သားရဲ့အနေနဲ့သူတို့အနေနဲ့အေးလို့မဟုတ်လို့ရလိုက်တဲ့ခါကျတော့ဒီကဲလည်းဝမ်းတာသွားတယ်ဒီကဲသူကနေအလူလည်းဖြစ်တယ်။ပြီးတော့သူတို့ကတွေ့သမျှလူကိုလူတာဒီပုံပုံလေးကိုဆိုလည်းတွေ့ခဲ့တယ်ပေါ့နော်။အဲပြီးတော့ထူးခြားချက်တစ်ခုကတော့သူတို့သူတို့လူတဲ့လူတွေရဲ့မျက်နှာကိုတတ်နိုင်နေတာလို့မပြထားဘူး။ဟုတ်ပါရဲ့။သူတို့လူခဲ့တယ်သူတို့ဝမ်းတာနေရဆိုတော့ဝယ်ပြန်ပြီးတော့ဝင်းညပေးထားအောင်လေးတွေ့ရပါတယ်။ဟုတ်ပါရဲ့။အများကြီးလူမှ လှူတာမဟုတ်ဘူးပေါ့နော်ဒီလိုမျိုးဒီလိုမျိုးတစ်ခုချင်းစီမထင်မှတ်တဲ့အလှူလေးဟုတ်တယ်ဒီလိုမျိုးဒါတတာတရားကဒါအရေးကြီးပါတယ်အများကြီးလှူမှဒါအလှူမဟုတ်ပါဘူးနော်ဒါတကယ်ကိုကောင်းတဲ့အလှူပါတကယ်ကိုမွန်မြတ်တဲ့အလှူပါဒီနေရာကနေလဲသာဓုခေါ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါသူတို့ဘယ်လိုလေးလှူထားရဲဒီအလှူခံပုဂ္ဂိုလ်ရဲ့အနေနဲ့ဘယ်လိုမျိုးဝင်သားသွားရဲဆိုတာကိုပြည်သူများမြေလေးသိရှိနိုင်ဖို့အတွက်ပုံလေးကိုပြသပေးလိုက်ပါတယ် ကဲ့ပါနောက်ထပ်အကြောင်းအရာလေးတစ်ခုကိုတင်ဆက်ပေးခြင်းပါတယ်အဲ့ဒါကတော့တကယ့်ကိုဒါ Genu PD ဖြစ်စေမဲ့အကြောင်းအရာလေးတစ်ခုပါကျွန်တော်တွေဒါတင်ဆက်ပေးခဲ့တယ်အရင်တော့လည်းတင်ဆက်ပေးခဲ့ပါတယ်ကြက်သိန်းတစ်သောင်းခွဲပေါက်သွားတဲ့ဒါမိသားစုလေးပေါ့နော်အဲ့မိသားစုလေးကနေပြီးတော့အခုဒါ Genu PD ဖြစ်စေရအလှလေးတစ်ခုကိုထပ်မံပြီးပြုလုပ်တယ်ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးခြင်းပါတယ်ဟုတ်ကဲ့အဲ့အလှလေးကကြတော့ဒါ65ကျင်းမြောက်စွန်းစံတော်လောင်းလူပွဲကိုတဲ့ကြက်သိန်းတစ်သောင်းခွဲစုခူးရရှိသွားတဲ့မောင်ပြေဖြူအောင် မတ်လွင်လွင်ဦးတမီလေးမတ်ပန်းသစဉ်တို့ကနေပြီးတော့တို့ရဲ့မိသားစုကိုဒါအမှုထားပြီးတော့တချောင်းကိုကြက်တသိန်းနဲ့ချောင်းပေါင်း230အတွက်ကြက်သိန်း230ကိုတဲ့အမှတ်3ရက်ကွက်ဘဖိုလန်းမင်္ဂလာမန်တက်ကြီးကိုလာပြီးတော့လူတန်းသွားခဲ့ပါတယ်ဆိုတဲ့အကြောင်းအရာလေးတစ်ခုကိုတင်ဆက်ပေးကြပါမယ်ဗျာ။ ဟုတ်ကဲ့ပါဒီဇနီးမောင်နှံနဲ့တမီလေးတို့မိသားစုအားဆိုရင်တော့ဒီအေဗီလာတရက်နေ့မှာထွက်ထားတဲ့ ठी ပေါ့နော်။ဟုတ်တယ်။ဒီမှာတိတ်တောင်းခွဲဆိုကြီးကိုစုခုခဲ့တာအခုဒီစုခုပြီးတဲ့အခါမှာပဲဒီအလူကိုအရင်ဆုံးပြုလုပ်လိုက်တာဆိုတော့တကယ်ကိုအလူတန်းနဲ့စားခွင့်တော့တကယ်ကိုပဲမင်္ဂလာရှိပါတယ်ဖြစ်ပါတယ်။ဒီဒီပို့ရဲ့အောက်မှာ comment တွေကြည့်မယ်ဆိုရင်အကုန်လုံးကတိတ်တောင်းကိုဒီနှစ်ယောက်တော့လည်းငယ်တရေတမီငယ်လေးတွေရှိတယ်ဆိုတော့တိတ်တောင်းခွဲကိုစီမံခန့်ခွဲဖို့အတွက်ကိုအကြံပေးထားအောင်လည်းတွေ့ရတယ်။လူနိုင်ဖို့တန်းနိုင်ဖို့အတွက်ကိုလည်းသူတို့အကြံပြုထားတဲ့ comment တွေအများကြီးပဲတွေ့ရပါတယ်။ဟုတ်ပါတယ်။ဒီလိုမျိုးဒါ ठी ပဲပေါ့တယ်ဆိုတော့အရင်ကက ုယ်တော်ကောင်းမှုတွေများများလုံးမှဒါဒီလိုမျိုးထိပေါက်တယ်လို့ဒါကြားမှုပါတယ်ပေါ့နော်အခုလိုမျိုးဒါသူတို့ကလည်းဒီရတဲ့ပတ်စံကိုသူတို့ကဒီတိုင်းမှထားမဲ့ဒါ ဒီလိုမျိုးပြီးပြန်လှူတယ်အရင်ဆုံးပြန်လှူတယ်ပြီးတော့ဒီ comment နေမှာဆိုလို့ရှင်လဲသူတို့ကိုဒီပတ်စံတွေကိုဒါလက်ကားမထားဘဲနဲ့စီပွားရေးလုပ်ရင်လောက်ဒါမှမဟုတ်လို့ရှင်လဲဘာမှအပ်ပေါ့နော်ဒီပတ်စံတွေကိုမပြောင်းမပြန်နဲ့ဒီတက်ပို့ပြီးတိုးပွားအောင်ဒါအောက်က comment နေမှာဆိုလို့ရှင်လဲအကြံတွေအများကြီးပေးထားတယ်တွေ့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုမျိုးကန်တူးရှင်မိသားစုကသူတို့အနေနဲ့ပြန်ပြီးတော့ထူထမ်းထားတဲ့ပုံရိပ်တွေကိုပြည်သူများသိရှိစေနိုင်ဖို့ပြည်သူများအပြော်ရိကူးဆက်နိုင်ဖို့အတွက်အခုလိုပဲဝင်ပြပေးလိုက်ပါတယ် နောက်ထပ်အကြောင်းအရာကိုဗားအကြောင်းအရာတင်ဆက်ပေးပါမယ်ခင်ဗျာဟုတ်ကဲ့ပါဆက်လက်ပြီးတော့ပြောပြပေးချင်တာကလည်းဒီတမီးလေးရအရှုံဌာနလုံးမဲ့အကြောင်းပါပဲဒါဆိုရင်တော့ငန်းဆိုင်လူရဲ့တနိုင်တစ်ပိုင်းလောကဌာနဆိုပြီးတော့ caption နဲ့အေးသားထားတဲ့ post လေးပါဒီ post ရဲ့အကြောင်းအရဆိုရင်တော့တမီးဆိုင်ကဆိုတော့အသက်၁၄နှစ်ပြည့်ပြီးတော့ဆန်ကားနှစ်ပဲရှိသေးတဲ့တမီးလေးပါတယ်ဒါပေမဲ့သူကအရွယ်နဲ့မလိုက်အောင်ပဲရှင်းချက်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါသူလူတမ်းမဲ့အလူအကြောင်းကိုပြောပြပေးချင်တာပါသူလူမှာဆိုရင်တော့ သူကအခုဒီအနေနဲ့ရရကလူတွေပိုနေရဲ့အဝတ်တွေသူ့စီကိုလာလူရင်ပြဲနေရင်သူကိုယ်တိုင်ခင်ချုံမယ်ကျဲသိပြုတ်နေသူတက်ပေးမယ်ရှော်မယ်မြှူထုံးမယ်ပြီးရခါကျတော့ဒီအဝတ်တွေကိုလိုအပ်နေတဲ့သူတွေစီပို့ပေးမယ်ဆစ်ဆောင်စခန်းတွေစီပို့ပေးမယ်ဆိုပြီးတော့ရေးသားထားတဲ့ post တွေပါ ဟုတ်ကဲ့ပါဒီမှာဆိုလို့ရှိရင်လည်းဆက်သွယ်ပေးဖို့ရန်ဆိုပြီးတော့လည်းတွေ့ရတာထားတွေ့ရပါတယ်။ဒါနန်းဆိုင်လူတီဘောပြည်သူစေးရောညာရှမ်းပြည်နယ်ဆိုပြီးတော့တီဘောကိုရောက်တဲ့ကားတွေကတဆင့်တင်ပေးလိုက်လို့ရပါတယ်။နောက်ပြီးတော့ကားကမရှင်းလိုက်လို့ရှိရင်လည်းသူ့ရဲ့ဖက်ချုပ်ကားကရတဲ့ကားကနေသူပေးခြင်းပါတယ်။ဖုန်းနံပါတ်ကတော့39 9933 3336ပါဒါအဲ့ကိုဆက်သွယ်ပြီးတော့ဒါပေးဖို့လိုရပါတယ်ဆိုရင်အကြောင်းကိုလည်းဒီနေရာကနေပြီးပြောချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဒီနန်းဆိုင်လူရဲ့အကြောင်းလည်းပြောပြပေးချင်ပါတယ်ဒါဆိုတော့ तू ကဒီ तू အရင်တော့အရင်သားက22ပေါင်ခန့်လေးရဲ့ရှင်သားကို तू ခွဲစိတ်ခဲ့ရတာပေါ့နော်မိုင်းရဲ့မြို့နယ် Mind Change ရွာမှာနေထိုင်တဲ့တမီးလေးနန်းဆိုင်လူသူ့ရဲ့ရှင်သားကြီးထွားမှုရောဂါကိုဒီဘောမျိုးခင်ဗျတရားဆံပြေးသူဆွေုံဒီမှာအောင်မြင်စွာခွဲစိတ်ခဲ့ပြီးတော့အခုချိန်မှာ तू ကပြန်ပြီးတော့ကျန်းမာလာတာပေါ့ဟုတ်ပါတယ်ကျန်းမာနေတဲ့အချိန်မှာဒီလိုဒီလိုအခုဒါနလေးလို့ဟုတ် तू စိတ်ကူးရပြီးတော့အခုနိုင်ငံလုံးမှာရှိရပြီ တွေဆီကနေပြီးတော့အလုပ်ခံရပဲဖြစ်ပါတယ်။ဟုတ်ပါတယ်ခင်ဗျာ။ကဲပါသမီးလေးနတ်ဆိုင်ကြီးရဲ့အမှုဌာနကိုပြည်သက်များမြေပြည့်သိရှိစေနိုင်ဖို့အတွက်သူ့ရဲ့ post လေးကိုအခုလိုပဲပြသပေးလိုက်ပါတယ်။ဟုတ်ကဲ့ပါနောက်ထပ် ကြောင်းအလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်အဲ့ဒါကတော့တကယ်ကိုအစားအသောက်ကြိုက်တဲ့ပရိသတ်တွေအတွက်ကိုဒီနေ့ကနေပြီးဝေမျှပေးချင်ပါတယ်အဲ့ဒါကတော့ ဒါမြည်သူမစိုးအခမဲ့ဒါရောက်ပြီးတော့စိတ်ကြိုက်စားသုံးနိုင်မယ်ကရင်ပြည်နယ်ဒွေရင်တီစတုတီတာပွဲတော်ကြောင့်ပဲဖြစ်ပါရခင်ဗျာဟုတ်ကဲ့ပါဒါတကယ်ကိုဒွေရင်တီကြိုက်တဲ့သူတွေအတွက်ကောဟုတ်တယ်တကယ်ကိုဝမ်းသာသွားမယ်ပို့စပါဆိုတော့ဒွေရင်တီဆိုတာလည်းအခုချိန်မှာဒီစည်းကြီးရဲ့အသီးလိုလည်းပြောနေရတယ်ဟိုအဝစားဖို့ဆိုတာလည်းဒီရှားတယ်ပေါ့နော်ဟုတ်တယ်ပတ်စံအကုန်ကြောင်းများမှာပြီးတွေ့ပြီးတော့အဝစားဖို့ဆိုတာတိတ်အဆင်မပြေဘူးဟုတ်တယ်အဲ့တော့စတုတီတာကြိုက်တဲ့လောက်စားကြိုက်တဲ့လောက်စားပြီးရဟုတ်တယ်ဟုတ်ပါတယ်ဒီပို့စလေးမှာဆိုလို့ရှိရင်ကရင်ပြည်နယ်ဒွေရင်တီစားပွဲတော်ကိုတဲ့၅လပိုင်းထဲမှာကော့ ရိတ်မြို့နယ်လောင်းကိုင်းကျိုင်းကျေးရွာဖုန်ကြီးကျောင်းဓမာယုံမှာကျင်းပသွားမှာဖြစ်ပြီးတော့မြည်သူမဆိုအခမဲ့လာရောက်ပြီးတော့စိတ်ကြိုက်စားသုံးနိုင်ပါတယ်။အနေနဲ့အရက်ကဖုန်တော်ကြီးတွေကိုလည်းပင်ဖိတ်ထားပါတယ်။အဲ့ဒီနေ့မှာဒွင်းချန်ပိုင်ရှင်တွေကသူတို့ရဲ့အကောင်းဆုံးအပင်ကအသီးတွေကိုတဲ့ရဟန်းတွေကိုကတ်လို့မယ်ပြီးတာနဲ့ ဒါလူတွေတုံးဆောင်နေပါပြီတဲ့ကဲအဲ့တော့အချိန်မီလာရောက်တုံးဆောင်ဖို့အတွက်ဒီကနေပြီးတော့ဖိတ်ခေါ်ချင်ပါတယ်ဆိုပြီးတော့လေဒါရေးသားထား post လေးပဲဖြစ်ပါခင်ဗျဟုတ်ကဲ့ပါတို့အရင်တော့လူလမ်းမှုတဲ့ပုံလေးတွေလည်းတွေ့ရပါတယ်သူတို့ဒီပုံလေးနဲ့ထည့်ပြီးတော့လူနေရတယ်ဟုတ်တယ်အော်တကယ်ကို post ကမြင်လိုက်တာလေးကိုအဝစားလို့ရတယ်ဆိုရင်စိတ်နဲ့တကယ်ကိုကြီးလူစရာဟုတ်တယ်တွင်းနေအများကြီးဟုတ်ကြီးလူစရာကောင်းတဲ့ post လေးပါဟုတ်ပါအဲ့ဒီမှာ comment တွေမှာဆိုလို့ရှိရင်လည်းသူတို့တကယ်လာရောက်ပြီးတော့ဒါတကယ်ချင်းအချင်းချင်းဒါသွားစားဖို့အတွက်ဖိတ်ခေါ်ထားတဲ့ဟာလေးရှိတယ်ပြီးတော့တကယ်ကိုစားခြင်းစရာကြီးတို့ပြီးတော့အများကြီးပါပဲတကယ်ကိုတွင်းလေးကြိုက်တဲ့ ပရိသတ်တွေဒီထဲမှာတစုတဝေးနဲ့မြင်တွေ့နေရပါတယ်ဟုတ်ကဲ့ပါအတူကတော့အမီလာမှာတော့ပါနော်ဟုတ်ပါပြီခင်ဗျာကဲဒါဆိုလို့ရှိရင်ဒါ Facebook နဲ့ရဲ့အစီအစဉ်မှာဆိုလို့ရှိရင်တစ်ပတ်အတွင်းဒါအကြောင်းအရာတွေ Facebook ကအကြောင်းအရာတွေကိုပရိသတ်တွေကိုစုံစုံလင်လင်နဲ့တင်ဆက်ပေးခဲ့ပြီဖြစ်ပါတယ်ဒါကြောင့်မလို့နှုတ်ဆက်ဖို့အချိန်တိုင်းပဲပေါ့နော်ဟုတ်ကဲ့ပါ Facebook တိုင်းရဲ့အစီအစဉ်ကိုဆိုတော့ Office အင်္ဂါနေ့တိုင်းမှာလည်း Broadcasting ကနေပြီးတော့ထုတ်လင်းပြသပေးနေရပါပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကြည့်ရှုခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ